ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ဘော်ဒါလိုင်းကဖေးမှာကပကလေးငယ်များနဲ့အထိမ်းမှန်အတွက်ရွှေပြောင်းချောင်းပညာရေးကစုရချောင်းသူချောင်းသားလေးတွေရဲ့အမှုပညာလက်ရာတွေကိုခင်ကျင်းပြသပြီးအမတ်တရပစ္စည်းတွေကိုရောင်းချကာရေမုံငွေရှောက်ဝေမှုတစ်ခုကိုယနေ့မနက်ပိုင်းမှာပြုလုပ်လျက်ရှိနေပါတယ်။အော်တိုဘလာ၁ရက်နေ့မှ၃ရက်နေ့ထိပြုလုပ်မဲ့အဆိုပါဖြတ်ပွဲမှာ၂၀၂၄ခုနှစ်ကပြိုင်ပွဲတွေမှာစုရရှိခဲ့တဲ့ရွှေပြောင်းချောင်းသူချောင်းသားတွေရဲ့အမှုပညာလက်ရာတွေ ဖန်တီးမှုဆွင့်ရင်ပြလည်ရေးမှုတွေနဲ့ပုံစံမျိုးမျိုးဖြစ်ပြလို့ထားတဲ့ post card တွေကိုလည်းခင်းကျင်းပြသခဲ့ပြီးပြည်သက်တွေကိုဝေယူအားပေးနိုင်မှုစီစဉ်ထားတာဖြစ်ပါတယ်။ အမှန်တော့လေကျမတို့ကမနစ်ကပွဲကိုဒီ2024ရပွဲကိုကျမတို့ဒီခု2025မှာပြပွဲအနေနဲ့လောက်တာပေါ့နော်2024ခလေးများနေ့ကိုတော့ကျမတို့ဟိုကျင်းပပြီးသွားပြီအမှကကျမတို့ကအရင်တော့ကတော့ပေါ့နော်အရှိရှိမှကျမတို့တိုင်ပင်ခဲတာကကြတော့ကျမတို့ခလေးတွေအားလုံးကိုလည်းပါဝင်ခိုင်းစေချင်တယ်ဒါပေမဲ့ပွဲကြီးကြီးရလည်းလုံလို့မရတော့ဘူးဆိုတော့ကျမတို့အားကစားကိုတော့ကျမတို့ဖြုတ်ချပြီးတော့မှပွဲတီးတီးနဲ့ကျမတို့လုံလို့ရမယ့်အရာကိုကျမတို့စဉ်းစားတဲ့အခါမှာခလေးတွေကိုပေါ့နော်ဒီပကြီး အကပြာနဲ့စာစီစာကုန်းပြိုင်ပွဲလုပ်ပေးဖို့ကျမတို့စုံဖြတ်လိုက်တယ်ပေါ့နော်အဆိုပါပြိုင်ပွဲမှာရရှိလာမယ့်ငွေမျိုးငွေတွေကိုမြန်မာရွှေဘောင်းကျောင်း63ကျောင်းကကလေးငယ်ပေါင်းများစွာပါဝင်ရှင်ပြိုင်ကြောင်းမဲ့ပကြီးကာတွန်းနဲ့အာကစားစတဲ့ဆွေရည်ပြပြိုင်ပွဲတွေကျင်းပတဲ့အခါမှာပြန်လည်အသုံးပြုတော့မှာဖြစ်တယ်လို့သိရပါဗျ။ရွှေဘောင်းကျောင်းသူကျောင်းသားတွေရဲ့ဆွေရည်တွေလုံနိုင်စွမ်းအားတွေကိုပြသချင်တာဖြစ်ပြီး ၎င်းတို့ရဲ့စွမ်းရည်တွေနဲ့ပြည်내အသွင်ပြုလို့ရတယ်ဆိုတာကိုသိစေချင်လို့ဒီလိုပွဲတွေလုပ်ရချင်းဖြစ်တယ်လို့တာဝန်ရှိသူကဆိုပါတယ်။အဲသူတို့အာအားဆိုင်ထားတဲ့အရာကိုကျမတို့အလဟတ်တက်မဖြစ်ချင်ဘူးပေါ့နော်ဒီတိုင်းတိမ့်လိုက်မယ်တိမ့်စီထားမယ်တနေ့နေရာမှာထားလိုက်မယ်အချိန်ကြာရရင်ဒါတွေကဟိုအကုန်လုံးတိမ့်ထားတာပဲရှိမှာပေါ့နော်အဲ့လိုမျိုးတော့ကျမတို့ပြန်တိုင်မယ်တဲ့ခါမှာကျမတို့ကလေးတွေရဲ့သူတို့ရဲ့စွမ်းရည်တော့ကျမတို့ထုတ်ပြလို့လည်းရမယ်ကျမတို့ Michael ကလေးတွေမှာဒီလိုမျိုးစွမ်းရည်တွေရှိရသူတို့လည်းဒီလိုမျိုးလုံနိုင်နေဆိုတော့ကျမတို့ပြသချင်တယ်ပြီးလို့ရှိရင် တို့ရဲ့အင်အားနဲ့ကျမတို့ဒီနှစ်မှလည်းကျမတို့ဥမာ fundraising လုပ်တယ်ပေါ့နော်ဒီနှစ်ဆိုပကြီတွေရောင်းနေတို့ရဲ့လက်ရည်မှုတွေကြပြတွေစစစကောင်းတွေရောင်းတဲ့အခါမှာအရရရတဲ့ကျမတို့ဟိုဒီရောင်းရငွေတွေနဲ့ကျမတို့ဒီနှစ်မှကျမတို့ကလေးများနေ့မှာပြန်လဲအတုံးချမယ်ပေါ့လာမယ်2025ခုနှစ်အတွက်ကမ္ဘာကလေးငယ်များနဲ့အထိမ်းများပြန်ခွဲမှာဒီနှစ်မှထူးခြားတာတစ်ခုကရခင်ကနဲ့မတူပဲထိုင်းအစိုးရအကြောင်းနေတဲ့အတူရှင်မြန်ကြရမှာဖြစ်တယ်လို့သိရပါဗျ ဒီကနေ့ပြပွဲကိုမဲဆောက်အခြေဆိုင်ဆူရရှိတဲ့ရွှေပြောင်းကျောင်း20မှာကလေးငညာပြင်တဲ့တက်ရောက်ခဲ့ကြပြီး PTA ရဲ့ဖြုတ်ပြေးရေးအစီအစဉ်များနဲ့ပါဝင်ပြီးဧည့်သည်တော်တွေကိုအစားအသောက်တွေနဲ့အခန့်ကျူးမွေးခဲ့ပါတယ်ကျွန်တော်အာသစ်ပါ